နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ၁၂ရက်တနင်္လာနေ့ ရှင်လူကာခရဝင်ခန်းကြီးတစ်ဆက်နဲ့အငယ်33မှ21လူအစုအဝေး၌ပါသောသူတယောက်ကအရှင်ဖျားအကျွန်ုပ်ကိုဒီအမွေဥစ္စာကိုအကျွန်ုပ်အားဝေပေးပါမည်အကြောင်း အမင်းရှိတော်မူပါဟုလျှောက်လျင် ကိုရောကအချင်းလူအဘယ်သူသည်တင်တော်အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကိုငှအားပတ်ပေးသည်နီဟုမေးတော်မူ၏ထို့မှတပါလောဘလွန်ကျူးခြင်းကိုတတိနှင့်ကျင့်ဆောင်ကြလော့ အကြောင်းမူကားစီးစိမ်ရှိတော်လဲစီးစိမ်၌အသက်မတီးဟုမိန်တော်မူ၏တဖန်ဥပမာစကားကို မိန်တော်မူသည်ကားတထေတူ၌မြေကောင်း၍အသီးအနှံများလာ၏ထိုတထေကငါသည်အဘယ်သို့ပြုရမည်နည်းအသီးအနှံများကိုတူထားစရာအရမရှိ ပြုမိအကြံကားငါတိုက်များကိုဖြတ်၍ခြေသောတိုက်တို့ကို တီးပြီးမှငါ၏အသီးအနှံ ဥစ္စာရှိသမျှတို့ကိုတို့ထမည်။ငါဝိညာဉ်အားလဲအချင်းဝိညာဉ်တင်သည်နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကိုတို့ထလျက်ရှိပြီ။ဉေဝတ်စွာနေလောစားတော့ခြင်းပျော်မွေ့ခြင်းကိုပြုလောငါပြောမည်ဟုတထေးအကြံရှိ၏။သောသောအကျံရှိစဉ်တွင်ဖျားသခင်က အချင်းလူမိုက်ယင်းနေ့ညပင်တင်ဤဝိညာဉ်ကိုရုတ်သိမ်းရအချင်းရောက်လိမ့်မည်။ တို့ဖြစ်၍တင်းသည်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မီနီဟုတထေအားမိန်တော်မူ၏ထိုသူကိုအဖို့ဗန္နာများကိုစီးပွ၍ဖျားသခင်ရှိတော်၌ဆင်းရဲတော်သူမိသည်ကထိုတထင်းနှင့်တူသည်ဟုမိန်တော်မူ၏အချင်းလူမိုက်ယနေ့ညပင်သင်ဤဝိညာဉ်ကို ရုတ်သိမ်းရာအချိန်ရောက်လိမ့်မည်။ရှင်လူကခရုဝင်အခန်းကြီး၁၂အခန်းငယ်၂၀နောင်တမရှိကျွန်ုပ်တို့၏ဘဝများတွင်မကြာခဏလက်၍ရှာတတ်သောအရာများကိုကျွန်ုပ်တို့ဖော်ပြခြင်းမရှိကြောင်းနာတာရှိယောဂါသည်များကိုပြုစုစောင့်ရှောက်သောသူနာပြုဆရာမဘရော်နီဝဲကတေဆုံးတော်မူလူနာများထံမှရှာဖွေတွေ့ရှိခဲ့သည်။သူမက နောက်တစ်ကြိမ်ထပ်လုတ်ခွင့်ရှိရင်အချားအရာတစ်ခုခုကိုလုံးမလာဟုသူတို့အားတမင်တကာမေးမြန်းခဲ့သည်တူညီစွာထွက်ပေါ်လာသောအချက်များအနက်သေတော့မည်လူများ၏အ धिक နောင်တရသောအရာ၅ခုကိုစည်ရင်ပြုစုခဲ့သည်၁ပွင့်လင်းစွာကိုကိုကိုအရှိအတိုင်းတန်ဖိုးထားတဲ့ဘဝဖြင့်နေထိုင်ဖို့တတိရှိခဲ့ခြင်းပါလေ၂အလုတ်ကိုကြိုးကြိုးစားစားမလုတ်ခဲ့သင့်ဘူး၃ 3. ကိုယ်ခံစားချက်ကို ထုတ်ဖော်ရဲသောတတ္တိရှိစေခြင်းပါတယ်4တငယ်ချင်းများနှင့်အဆက်အသွယ်မပြတ်ရှိစေခြင်းပါသည်5ကိုကိုကို ပို၍ပျော်ပျော်ရွှင်ရွှင် နေခဲ့စေခြင်းပါသည်ဝဲဤစင်ရဲများကရှင်လူကာအခန်းကြီး32တွင် သခင်ယေရှုပြောခဲ့သည့်ဥပမာစကားကိုတတိယစေသည်တထေးတူသည် သူရိတ်သိမ်းခဲ့သောအသီးအနှံများကိုတူလောင်ရန်အတွက် ပူကြီးသောကြည်များတိဆောက်ရန်ဆုံးဖြတ်ပြီးနောက်သူ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီးသေသည်အထိအနားယူကာအသက်ရှင်မည်ဟု ပြောသည် ထို့သောအကြံရှိစဉ်တွင်ဖျားသခင်က သူ၏ဝိညာဉ်ကို ရုတ်သိမ်းရန်အလိုရှိပြီးအချင်းလူမိုင်းဟု ပြောကာသင်သည်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုသောမေကုံးကို ဆက်၍မေးခဲ့သည် နောင်တမရှိဘဲတည်နိုင်ဖို့ဖြစ်နိုင်ပါမလား၎င်းကိုတေချာတိဖို့ခက်လာသည်သို့သော ကိုအဖို့ဗန္ဒာများကို စီးပူးခြင်းသည် ထွက်ပေါက်မရှိသည့်အဆုံးသတ်ဖြစ်ပြီး အသက်တာကိုဖျားသခင်၌မြုပ်နှံထားခြင်းမှစစ်မှန်သော ချမ်းသာကြွယ်ဝမှုဆင်းသက်လာခြင်းဖြစ်ကြောင်းတမန်ကျမ်းစာတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည် ယနေ့တွင်သင်၏ဝိညာဉ်ကို ရုပ်သိမ်းခဲ့မည်ဆိုလျင်သင်ဘာပြုမည်နည်းသင်သည်ပညာရှိသူဖြစ်မည်လားမိုက်မဲသူဖြစ်မည်လားအဘယ်ကြောင့်နည်းချစ်တော်သခင်ယေရှု အချိန်တန်သောအခါကျွန်ုပ်သည်တတ်နိုင်သမျှနောင်တအနှဲငယ်သာရှိလိုပါသည် ကိုယ်တော်၌ကျွယ်ဝသောဘဝကိုတည်ဆောက်လျက်ပညာအမျော်အမြင်နှင့်အသက်ရှင်နေထိုင်ရန်ကျွန်ုပ်ကိုကူညီမဆတော်မူပါ။သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်။အာမင်။နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။